ဒီနေ့ share ချင်တဲ့အကြောင်းအရာကတော့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ့နော် US visa expert တွေကသူတို့သူတည်တနာပြုထားတဲ့အဓိကဘာကြောင့် US visa မရကြတာလဲဆိုတော့ဟိုစာရန်လို reference ယူပြီးတော့ ဝင်မြချင်တာဖြစ်ပါတယ်ဒီစာတမ်းလေးကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံသူတို့ US visa expert တဲ့လူတွေကပြုစုထားတဲ့စာတမ်းပေါ့နော်။ဘာကြောင့်လို့ကျွန်တော်ကဘင်္ဂလားဒေ့ရှ်နိုင်ငံပြုစုထားတဲ့စာတမ်းကိုဒီအတွက်ကျွန်တော်ဝင်မြလဲဆိုရင်တော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကလည်း US visa ရဖို့အရှမ်းခက်တယ်ပေါ့နော်။ဆိုတော့သူတို့ကနီမျိုးစုံစ조사တော့သူတို့နဲ့ကိုယ်နဲ့ကပုံစံလေးကတရန်တူနေတဲ့အတွက်ကျွန်တော်ကသူတို့ရဲ့စာတမ်းလေးကိုအဓိက reference ယူပြီးတော့ဝင်မြချင်တာဖြစ်ပါတယ်။ US visa ကိုမရတဲ့အကြောင်းအရာတို့ကအဓိကခုနှစ်ချက်ကိုတို့ကအဓိကခုနှစ်ချက်ကိုတို့ကဝင်မြပေးမယ်ကျွန်တော်ကဒီဒီနေ့အတွက်တော့သုံးခုဝင်မြချင်တာဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့ဟိုမရတဲ့အကြောင်းအရာပေါ့နော်ဟိုလူတွေက visa မရတဲ့အကြောင်းအရာကိုဘာကြောင့်မလဲဆိုရင်ပထမဆုံးအချက်ကတော့တို့တို့စာတန်းထဲကတင်ပြချက်အရာဆိုရင်တော့ဟို DS160 form မဆုံတာနဲ့မပြည့်စုံတာပေါ့နော်ဒီပြီးတော့မှားယွင်းတာပေါ့နော်အဲ့ဒါအဓိကကြားတယ်လို့သူတို့ကဖော်ပြထားတယ်ပေါ့နော်တကယ်လဲဟုတ်တယ် US DS160 ကဖြည့်ရတာအရင်လွယ်တယ်တချို့ဆိုဖုန်းနဲ့တော့ဖြည့်လို့ရတယ်ဖြည့်ကြတယ်ဟိုတချို့ဆိုရင်လွယ်လွယ်လေးနဲ့15မိနစ်လောက်နဲ့အပီးဖြည့်တယ်ပေါ့နော်အဲ့ဒါလည်းမှန်ပါတယ်ဒါပေမဲ့ဒီ DS160 ကသူက question တစ်ခုနဲ့တစ်ခုက trend to the low လို့ ਨੇ တော်တော်လေးကို ထူးဆန်းတဲ့အရာပေါ့နော်သူတို့ကဟို officer တွေကလည်းဒီ DS160 ဖုန်းကိုကြည့်ပြီးတော့ဆုံးဖြတ်တာဖြစ်တဲ့အတွက်သူတို့ကအရန်ကြည်တတ်တယ်ပေါ့နော် တချို့လူတွေဆိုမလိုအပ်ပဲနဲ့သူများနာမည်နဲ့တွားရေးလို့ဟိုနိတွားတာတွေပါရင်ရှိတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ DS160 ကဟိုအရန်ကိုဂယူဆိုင်ပေါ်လိုအပ်တဲ့အရာ တချို့ကလွယ်တယ်ဆိုရင်ဖြည်း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 တပုံတင်ပြီးကောက်တင်လိုက်တဲ့ချိန်မှာ DS160 ကြောင့်မလို့သူတို့ visa ရအသင်းရ ထိုင်ရတာ ਨੇ မေးရတာတွေရှိတယ်ပေါ့နော်ပြီးတော့ this one 64ကတော့အရန်လွယ်တယ်ခုနပြောတယ်လို့ပြီးတော့ this one 60တဲ့မှာကိုကဟို Elon Musk လို့လား Bill Gates လို့တီကိုချမ်းသာတဲ့လူတယောက်ပုံစံနဲ့ form ဖြည့်လို့ရတယ်ဟိုပေါ့နော် form ဖြည့်လို့အရန်လွယ်တယ်ဒါပေမဲ့သူကဟိုကျွန်တော်တို့ဒီ visa တွေအားလုံးထဲမှာ US တနိုင်ငံနဲ့တိုင်ယွန်ဝင်ရတယ် interview ဝင်ရတဲ့အတွက် ်ကို founder interview ဝင်တဲ့အချိန်မှာတထက်ထဲမကြတော့ဖြစ်နေတာကိုကို founder ပေါ်မှာတော့ CI ပေါ့နော်အပြင်မှာကြတော့ကိုကစကားမပြောရတာတော့ဟိုတော်မနေထိုင်တတ်တာတော့ဘာလို့ဖြစ်တတ်သွားတယ်ပေါ့နော်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ form ဖြည့်တဲ့အချိန်ကျရင်ဟိုအပြင်အဟာနဲ့တကယ်ကိုတထက်သေးကြပြီးတော့အမှားယွင်းနေနေနေပေါ့နော် form လေးဖြည့်နိုင်နေဆိုရင်တော့ပိုကောင်းနေပေါ့နော်ဒုတိယတစ်ချက်ကတော့ဟို purpose of travel purpose of purpose of visit ပေါ့နော်။ဘာကြောင့်အမေရိကသွားမှာလဲ။အဓိကအကြောင်းအရာအားနေလို့ဆိုတာလေးကိုသူတို့တွေ့ရတယ်ပေါ့နော်။အမေရိကသွားမယ်ဆိုရင် အမျိုးရိစီသွားလဲမယ်၊တာသမီရိစီသွားလဲမယ်၊အစည်းအဝေးသွားတက်မယ်၊ရော conference သွားတက်မယ်၊ဟိုအလဲပတ်သွားလဲမယ်ပေါ့နော်။ဒီအားကစားဟိုသွားကြည့်မှာတော့ဒါမှမဟုတ်ပဲကိုကိုရိုင်းအားလဲအားကစားသမားဆိုရင်တော့အဲ့ဟာကိုသွားပြိုင်မှာတော့ တို့ပေါ့နော်ပြီးတော့ဟိုကိုယ့်ရဲ့ချစ်သူတွေနဲ့ဟို engage လုပ်မှာတော့သူကိုယ့်ရဲ့အမျိုးတွေအိမ်ထောင်ကြမှာတော့ဟိုမိင်္ဂလာဆောင်ပွဲတက်မှာတော့ဘာလို့ပေါ့နော်အဲ့အကြောင်းအရာတွေကကောင်းကောင်းပြလို့ရတယ်တချို့ကသွားလေမယ်ဆိုတာအရှင်တော့ကတော့ဟုတ်တယ်ဟိုဗီဇာလွယ်တော့ကတော့သွားလေချင်းလို့ပါဒီမရောက်ဘူးလို့သွားလေချင်းတယ်ဆိုတာတော့တော်တော်စင်ပြေတယ်အခုကြတော့ purpose of travel ဘာကြောင့်သွားမှလဲဆိုတာကိုတော်တော်လေး ပြမှအဆင်ပြေတဲ့အနေထားမှရှိတယ်ပေါ့နော်ဗီဇာမရတဲ့လူတွေထဲမှာအတိကအเจ้าအရာအားနေတဲ့အတိကအထဲမှာဒုတိယတစ်ချက်ကတော့ purpose of visit purpose of travel ဖြစ်ပါတယ်ဘာကြောင့်အမေရိကသွားမှလဲဆိုတဲ့အเจ้าအရာဖြစ်ပါတယ်ဟိုဘာမှပြလို့မတက်ဘူးဆိုရင် tourism ပေါ့နော်သွားလေပတ်ချင်နေတော့ဘာလို့ဟိုပေါ့နော် tour package တွေနဲ့ပြတာတော့ဘာလို့ဟာပို့ပြီးကောင်းတယ်ပေါ့နော်နောက်တတိယတစ်ခုကတော့ home ties လို့ခေါ်တယ် home တိုင်းဆိုတာမြန်မာနိုင်ငံမှာချုပ်နှောင်ထားတာပေါ့နော်ဟို officer တွေကသူတို့ဘာကြည့်လဲဆိုရင်အမေရိကကိုသွားမယ်သွားပြီးသူပြန်လာဖို့လိုအပ်တယ်ဆိုတာကိုသူတို့သိချင်တာဆိုမှတော့မိသားစုဝင်5ယောက်ရှိတယ်5ယောက်ထဲမှာကိုကအိမ်တော်ဦးစီးကို့မိကိုတဲ့လုံ4ယောက်ဆိုရင်သူ့ကို visa ပေးဖို့လွယ်သွားပြီသူကအမေရိကမှာလည်းအကြိုင်နေလို့အဆင်မပြေဘူးလောဝပြန်လာဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ visa ရဖို့လွယ်တယ်ပေါ့နော်ဒါမှမဟုတ်ပဲ ကို့မှာဘသူမှလည်းမရှိဘူးတယောက်တည်းတမျိုးလုံးကလည်းအမေရိကရောက်နေတယ်ဆိုရင်အဲ့ရကြတော့ကို့မှာမြန်မာနိုင်ငံမှာတိုက်စာအရန်ကိုဝိတ်သွားတယ်ပေါ့နော်ဟိုဒါကြောင့်မလို့အလုတ်ကင်ကောင်းပြတာတို့သူကိုက company တစ်ခုလောက်ဦးစီးဦးဆောင်ဆိုရင်တော့ကို့မရှိရင်အဲ့ company မလဲပတ်နိုင်တော့တာမျိုးပေါ့နော်အဲ့ဒါမျိုးအခြေအနေကိုပြနိုင်တယ်ဆိုရင်တော့ဒါ home ties တွေမှာပါနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့တည်ငိမ့်နေဘဝတည်ငိမ့်နေအလုတ်ကင်တို့ဘာလို့ ပြတယ်ဆိုရင်တော့ဒါ home ties တဲမှာပါနိုင်တာဖြစ်ပါတယ်ဆိုတော့ဒီက share သွားတာတော့ကျွန်တော်ဒီ Bangladesh နိုင်ငံသူတို့ US visa ကိုမရတဲ့လူတွေအတိအကအပါကြောင့်မရတာလေဆိုတော့၃ချက်ကို share သွားတာဖြစ်ပါတယ်ဟိုပြန်ပြောရမယ်ဆိုရင်ပထမတစ်ချက်ကတော့ DS164 ကိုလွယ်မားစွာဒါမို့ရင်ဟိုပြည့်စုံစွာမှဖြည့်တာတခုနောက်တစ်ခုကကြတော့ purpose of visa ကို ကောင်းအောင်မပြနိုင်တာပေါ့နော်။ဘာကြောင့်အမေရိကသွားမှလဲဆိုတာကိုကောင်းအောင်မပြနိုင်တာတခု တတိယချက်ကတော့ home ties မြန်မာနိုင်ငံတီးသွားလဲပတ်ပြီးမြန်မာနိုင်ငံကိုလောဝပြန်လာမယ်ဆိုတဲ့ဟာမပြနိုင်တာတခုပေါ့နော်။အဲ့ဒီသုံးခုကြောင့်မလို့ဗီဇာမရတာများတယ်လို့ဒီစာတမ်းလေးကဖော်ပြထားတာဖြစ်ပါတယ်။ဒီလို share ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုမျိုး share တာလေးကိုသဘောကျတယ်၊ချိန်နှစ်တက်တယ်ဆိုရင်တော့ comment လေးမှာပဲဖြစ်ဖြစ် တခုခုပေါ့နော်ကျွန်တော်တို့ပြောစီချင်ပါတယ်တတ်နိုင်ရင်ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကပုံမှန်လေးရှယ်ပေးမှဖြစ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်